မင်္ဂလာပါရှင်ဗမာခေတ်တည်တဲ့ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများအစင်ခံတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့မြန်မာစစ်ဘေးတဲ့အမျိုးသမီးများနဲ့ကလေးများကြောင့်ကုလသမဂ္ဂရင်ကိုထိန်လင်းဆွေးနွေးစီရီယန်တမန်ကြီးနဲ့တွေ့ဆုံဆိုတဲ့သတင်းပဲဖြစ်ပါရရှင်နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်တွင်ကျင်းပသည့် UN event တွင်တိုင်းမင်္ဂန်တောင်ဆန်းစုကြည်တောင်ငယ်ကိုထိန်လင်းကမြမစပေးတဲ့အမျိုးသမီးများနဲ့ကလေးငယ်များအကြောင်းအလေးပေးဆွေးနွေးခဲ့သည်ဟုသိရသည်။ မတ်လ23ရက်နေ့ကျင်းပသော UN event တွင်စပေသည့်အမျိုးသမီးများနှင့်ကလေးများခံစားရသည့် post trauma stress disorder PTSD အကြောင်းအလေးပေးဆွေးနွေးခဲ့သလိုလူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်လျက်ရှိသည့်လူဦးရေနှင့်လက်ရှိမြန်မာနိုင်ငံ၏အသေးစိတ်အခြေအနေကိုလည်းကိုထိန်လင်းကတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည် ဒီခီးစင်မှာမမေနဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတွေအလုံးလွမြောက်ဖို့မြန်မာနိုင်ငံရဲ့စစ်ဘေးကံပြည်သူတွေအမြန်ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီရရှိဖို့ဦးစားပေးလှုပ်ဆောင်ပြီးအမေရိကရောက်မြန်မာနယ်ပယ်များကူညီထောက်ပံ့ပေးသူများနဲ့တွဲဆောင်သွားမှာဖြစ်ပါတယ်ဟုပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ Suit 80 World Day Campaign အတွက် American ပြည်အောင်စုတို့ရောက်ရှိနေသော Kimeris Corp ကိုထိန်းလင်းသည့် Mashlat 14ရက်ဒေသစံတော်ချိန်မွန်လယ်တနားရင် ကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံတို့တွားရောက်က CDN တန်မတ်ကြီးဦးချုံမိုးထွန်းနှင့်တွေ့ဆုံခဲ့သည့်ကိုထိန်းလင်းကတန်မတ်ကြီးအတွက် Suit 80 Birthday အမှတ်တရထုတ်ဝေသောပြက်ကလေးကိုလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရှိရသည် ဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့အွန်လိုင်းမြို့နယ်ကပ္ပစ15မှကင်းပင်းရန်ထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား3တေဆုံးဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအွန်လိုင်းမြို့နယ်ရှိကပ္ပစ15မှကင်းပင်းရန်ထွက်လာသောအစံဘက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား3တေဆုံးခဲ့ကြောင်းကိုရနှစ်တရင်တောင်းရင်ကြီးတက်ခွဲမှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်မတ်လ23ရက်နေ့ည7:40မိနစ်ခန့်ချိန်အွန်လိုင်းမြို့ခြေဆိုင်ကပ္ပစ15မှအစံဘက်စစ်ကောင်းစီတပ်သား25ဦးခန့်ဤတံမူလကျေးရွာနှင့်အနီးပတ် ဝင်းချင်းကိုကင်းပယ်ရန်ထွက်လာချိန်တော်လိုင်းပူပေါင်းဖွဲ့များကတံမကလာတိုက်နယ်တွင်ရှိဖောင်ယိုအင်ဂျီကျွဲကောင်းရွာလန်းစုံနှင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့ထိတွေ့တိုက်ပွဲမှာ၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၃တေဆုံးကထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာမှာ 5.56G နဲ့တောင်း MA2G ပေါက်တစ်ခုနဲ့အုတ်ထုတ်တလုံးသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲတွင်ကပ္ပဆဆန်ကားမှအကြမ်းဖက်စစ်တဲစစ်ကူများရောက်ရှိလာသောကြောင့်တော်လိုင်းရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် အောင်လန်ကဘာဆ15ကနေစစ်ခွေ25ကောင်တန်မူလကျေးရနယ်အနီးပတ်ဝန်းကျင်နေရာတွေကိုကင်ဖတ်ဖို့ထွက်လာတဲ့အချိန်တန်မူလတိုင်းနယ်အတွင်းကဖောင်ယုံအင်ဂျီကျွဲကောင်းရွာလမ်းစုံမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ဝဲကြတဲ့က10မိနစ်လောက်ရှိတယ်စစ်ခွေ3ကောင်တေးပြီးပြင်းထန်ဒဏ်ရာရတဲ့စစ်ခွေ2ကောင်အပါအဝင်9ကောင်ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်ဟုကိုရနဲ့တရင်တောင်းနေကြီးတပ်ခွဲမှတောင်းရင်ရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တရင်ကိုရနဲ့နေပြည်တော်တရင်ရှိရလေတရက်ခိုင်အမှတ်တရင်မကွေးတောင်ပိုင်းပြည်သူ့ကော်ရီတပ်ဖွဲ့ SNPDF နဲ့အွန်လိုင်းပကဖရုအပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်။ဆလဘင်းစလင်းတွင်စစ်တပ်ကအသက်50ကျော်အရွယ်အမျိုးသမီးတို့ကိုမီးရှို့တပ်ဖြတ်ပြီးနေ400ကျော်ကိုမီးရှို့ဖျက်ဆီးပြည်သူ1000ကျော်ထွက်ပြေးတိမ်းရှောင်နေရဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းစလင်မြို့နယ်တွင်ဂျမ်ဘတ်စစ်တပ်ကအသက်50ကျော်အရွယ်မျိုးသမီးတဦးကိုမီးရှို့တပ်ဖြတ်ပြီးခြေရွာနေရာကိုမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်လေးရကျော်ပြားကြားကခြေရွာ24ခုမှပြည်သူ1000ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းစလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် မက်စနာစနေရနေရင်းစလင်းမြို့နယ်စေမြုပ်ကျိုးမြို့ရှိနေဘူးကန်ရွာကိုအစံဖက်စိတ်ကောင်းစေတသားများကဝင်ရောက်စေးနေစဉ်အသက်50ကျော်ဆေးရောဂါခံစားနေရသည့်အမျိုးသမီးတူကိုမီရှိုတက်ဖြတ်ပြီးဈေးရွာတွင်ရှိပြည်သူပိုင်နေအိမ်များကိုရွာလုံးချွတ်နေပါမီရှိုဖြက်စီးခဲ့ကြောင်းသိရသည် မရှလ23ရက်နေ့တွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများကကုတ်ကိုရန်ရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ဂျီဟော်တွင်ရှိနေအများပြားမီးလောင်ပြကျခဲ့ကြောင်းသိရှိရသည်။လက်ရှိချိန်တွင်ဆိုပါဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကြောင့်နေပူကန်ရွာနှင့်ကုတ်ကိုရန်ရွာမှနေအိမ်400ကျော်ပြကျခဲ့ပြီးဂျီဟော်ပေါင်း24ခုမှပြည်သူ16000ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းစစ်ပေးရှောင်ပြည်သူများသည်လက်ရှိချိန်တွင်အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေပြီးဈေးဝယ်နှင့်ဝတ်ထည်များလည်းလိုအပ်ရရှိကြောင်းသိရသည်။ စစ်ကွေးစေကြောင်းကမက်လစနေရနေ့မှာနေဘူးကန်ရွာကုန်ရစီနေမိနေနေကိုမိရှို့ဖျက်ဆီးတဲ့ခြေရွာတွင်ကအသက်50ကျော်ရွယ်စိတ်ကြမ်းမိုင်းမကောင်းတဲ့အမျိုးသမီးကြီးတဦးကိုဘေးကင်းရခေါ်ဆောင်နိုင်ခြင်းမရပဲမိလောင်သေးဆုံးခဲ့တဲ့မက်လ3ရက်နေ့မှာကိုကိုရန်ရွာကိုစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့နေအိမ်တွေထပ်မံမိလောင်ပြကြသွားတယ်ခြေရွာနေရာလုံးကုန်လို့နီနီကိုမိလောင်ကျွမ်းသွားတာ ၂ရွာပေါင်းနေအိမ်၄၀၀နေရွာပြာချသွားတယ်။ခြေရွာ၂၄ရွာကလူရည်၁၆၀၀ခန်းလောက်ဆက်ရှောင်းနေရတယ်။ပြည်သူတွေကအဝတ်တထည်ကိုတခုနဲ့ပြေးခရရှာရာဆိုတော့ဇာနဲ့ရိတ်ခါတွေလည်းအေးပေါ်လိုအပ်နေတယ်ဟုစလင်းမျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်။အဆိုပါကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်မတ်လ9ရက်နေ့တွင်မင်းမှုဘမနေ၍စည်ရင်တန်းဖြင့်စလင်းမျိုးနယ်စင်ပြူကျွန်းမရှိခြေရွာများကိုစစ်ကြောင်းတို့ဝင်ရောက်စီးနင်းနေခြင်းကြောင့်တော်လရင်တပ်ဖွဲ့များနဲ့တိတိတိုက်ပွဲများဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများကပြည်သူပိုင်းနေများကို ဇတိုက်မီရှိုဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ပသတင်းမီဒီယာတွေကပြောတဲ့မြန်မာပြည်တရုတ်နည်းပညာရပြီမဲ့စစ်မြေပြင်မှာရှုံးနေတာမပြောင်းလဲနိုင်ကြောင်းသုံးသက်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုဆလတ်နဲ့အကူအညီတွေတိုးမြှင့်ပေးနေပြီမဲ့စစ်မြေပြင်မှာရှုံးနေနေတာကိုပြောင်းလဲနိုင်မှာမဟုတ်ကြောင်းသုံးသက်ထားတဲ့ Washington DC အခြေစိုက် Stimson Center ကစောင်းပါရှင်ဆက်ခရီးယားဘူစာနဲ့ငိမ့်ငိမ့်တန်နိုင်တို့ရဲ့စောင်းပါကိုတင်ပြပါမယ်။ တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုစူးစီးထိန်းချုပ်ပြီးတရုတ်ရဲ့ကျိုးစီးပွားတွေကိုအကွယ်ပေးနိုင်တဲ့တခုလေသောအင်အားစုဖြစ်ရှုမြင်ပါတယ်။ဒါကြောင့်စစ်မြေပြင်မှာကြာရှုံးနေတာတော့တရုတ်ကမြန်မာစစ်တပ်ကိုစစ်ရေးအကူအညီတွေဆက်ပြီးပေးနေတယ်လို့သောင်းမရှင်ကဆိုပါတယ်။ကုလသမဂ္ဂရဲ့စီရင်တွေရစစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ2023ခုနှစ်မေလအတွင်းမှာတရုတ်လုပ်ငန်း40ခုကမြန်မာစစ်တပ်ကိုဒေါ်လာ268တန်းတန်မှုရှိတဲ့လက်နက်တွေရောင်းချခဲ့ပါတယ်။ ဒီအထဲမှာ FTC 3000ကြီးဂျက်တိုက်လေရင်တွေအပေါ်ပစ္စည်းတွေနဲ့မြေပြင်သုံးရဟရင်တွေတင်ကားတွေပါဝင်ပါတယ်။တရုတ်နိုင်ငံဟာမြန်မာစစ်တပ်ကိုဆက်သွယ်ရေးဆိုင်ရာနေပညာနဲ့စက်ပစ္စည်းတွေဆက်လက်နဲ့ပစ္စည်းထုတ်လုပ်ဖို့လိုအပ်တဲ့စက်ပစ္စည်းတွေလည်းရောင်းချခဲ့ပါတယ်လို့ဆောင်းမကဆိုပါတယ်။တရုတ်ကမြန်မာစစ်တပ်ကိုပေးနေတဲ့စည်ရေးအကူအညီတွေထဲမှာ UAV လို့ခေါ်တဲ့မောင်းနှုတ်မဲ့ပြန်သင်းရင်တွေအသုံးပြုတာနဲ့ဆိုင်တဲ့နေပညာလည်းပါဝင်ပါတယ်။မနေ့ကစစ်ကောင်ဆောင်ရဲ့တရုတ်နိုင်ငံခီးစဉ်အတွင်းမှာ drone ရင်ထုတ်လုပ်တဲ့စက်ရုံနဲ့ဆက်လက်နဲ့ပစ္စည်း စရုံတွေကိုတွားရောက်ခဲ့တာကိုကြည့်မြန်မာစစ်တပ်ဟာဒရုန်းယာဉ်တွေသုံးပြီးတိုက်ခိုက်နိုင်စွမ်းကိုမြင့်တင်မှုကြိုးစားကြောင်းထင်ရှားပါတယ်။ဒါအပြင်မြန်မာစစ်တပ်အတွက်တရုတ်အစိုးရရဲ့နောက်ထပ်စီရေးအကူအညီတစ်မျိုးကတော့ဒရုန်းနဲ့တိုက်ခိုက်တာကိုအားထားနေရတဲ့တော်လိုင်းအင်အားစုတွေလိုအပ်တဲ့ဤပညာနဲ့ဒရုန်းအစိတ်အပိုင်းတွေမရတော့တားမြစ်တဲ့စီမင်းတစ်ခုကိုပြန်ထမ်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလတရက်ကစပြီးချမှတ်လိုက်တဲ့ဒီစီမင်းချောင်းတော်လိုင်းအင်အားစုတွေဟာဈေးသက်သာတဲ့တရုတ်နိုင်ငံသုံးဒရုန်းယာဉ်နဲ့မောင်းလို့မဲ့ပြန်တန်းရင်းနှီးပညာတွေစိတ်ပိုင်းတွေဝယ်ယူအသုံးပြုဖို့ပိုးပြီးခက်ခဲသွားစေပါတယ်။တရုတ်အစိုးရရဲ့စီမင်းတဲ့ဟာတော်လိုင်းအင်အားစုတွေကိုအားနည်းသောအောင်လုပ်ဖို့ရည်ရွယ်တာထင်ရှားပေမယ့်အရက်ဖတ်သုံးဒရုန်းယာဉ်တွေကိုဝယ်ယူတာနဲ့တိုက်ခိုက်ရေးအတွက်ပြုပြင်အသုံးချတာကိုတားဆီးဖို့ခက်ခဲနေုံမဲ့လို့ဆောင်းမရှင်ကဆိုပါတယ်။ မြန်မာစစ်တပ်ဆလနဲ့ပစ္စည်းတွေကိုအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့တုံးနေကြောင်းအထောက်အထားတွေတွေ့နေရပေမဲ့တရုတ်အစိုးရကစစ်ကောင်စီကိုလက်နက်နဲ့နှီးပညာအကူအညီတွေတိုးပေးနေပါတယ်။ UAV drone ယာဉ်နဲ့နှီးပညာအကူအညီကြောင့်မြန်မာစစ်တပ်ဟာပြစ်မှတ်ကိုပိုပြီးတိတိကျကျပြစ်ခတ်နိုင်စွမ်းရှိလာမှာဖြစ်ပေမဲ့မြေပြင်မှာတည်ဆုံနေတာတွေကိုတော့ပြောင်းလဲနိုင်မှာမဟုတ်ပါဘူးလို့ရှင်းသားထားတာကိုတင်ပြလိုက်ရပါတယ်။အခုဆက်လက်ပြီးမြန်မာနိုင်ငံအရေးချောင်းဝင်ဆောင်ရွက်ဖို့မအောင်မြင်တာဟာအာဆီယံရဲ့တမတမတ်ချမှုရွှေရင်းလာတာပြသနေတယ်လို့သုံးသ က်ထားတဲ့ East Asia Foreign Sound ပါကိုတင်ပြပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်ကလေးကစစ်ကောင်ဆောင်အားအာဆီယံကောင်ဆောင်တွေနဲ့ပုံသဘောတူညီချက်၅ချက်ရခဲ့ပေမယ့်အကောင့်တွေမပေါ်နိုင်ပါဘူး။ နောက်ပိုင်းမှာဖွဲ့ဝင်နိုင်ငံတွေကြားစိတ်ဝမ်းကွဲမှုကြောင့်အာဆီယံတမတ်တမတ်ကြောင့်မှုရွေရင်းလာတာကိုတွေ့ရပါတယ်လို့ဆောင်းပါးကဆိုပါတယ်။ဒီကရက်နှစ်ဒီဇင်ဘာကချိုင်းနိုင်ငံကလက်ခံကျင်းပပြီးအာဆီယံနိုင်ငံအချို့ကပဲတက်ရောက်ခဲ့တဲ့ EIC ညီလာခံနဲ့ဇန်နဝါရီလကလွတ်တဲ့အာဆီယံနိုင်ငံကြားရေးဝင်ကြီးများအစည်းအဝေးတွေဟာဒီလိုစိတ်ဝမ်းကွဲမှုကိုပြသနေပါတယ်လို့ဆိုပါတယ်။ အခုအချိန်မှာမြန်မာနိုင်ငံကဖြစ်ရက်တွေကြောင့်အာဆီယံနဲ့ဒေတာရဲနိုင်ငံအားလုံးကိုထိခိုက်လာနေပါတယ်။မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းလိုပြဿနာတွေကိုဖြေရှင်းမှုအတွက်တရုတ်နိုင်ငံဟာအာဆီယံနဲ့မတိုင်မီမဲလှုပ်သွားတာဒါမှမဟုတ်အာဆီယံအဖွဲ့ဝင်အချို့နဲ့ပဲနှစ်နိုင်ငံချင်းညီနိုင်မီလှုပ်သွားတာကိုတွေ့နိုင်ပါတယ်။မြန်မာအရေးနဲ့ပတ်သက်ရင်စူးစီးညင်ညွတ်တဲ့တုံ့ပြန်ချက်ရှိဖို့မညှိနှိုင်းနိုင်တာအာဆီယံရဲ့အားနည်းချက်ဖြစ်နေပါတယ်။မြန်မာအရေးဟာအာဆီယံယုံကြည်ထိုင်မှုအတွက်စာမျက်နှာတစ်ခုလည်းဖြစ်တဲ့အတွက်အောင်မြင်အောင်ဆောင်ရွက်ဖို့လိုတဲ့အကြောင်းဆောင်းမရှင်ကတိုက် က်တွန်းရေးသားထားတာကိုတင်ပြလိုက်ရပါရရှင်